်မိပါတိဇံအကြောင်းကိုရှင်းပြပေးပါဦးနော်မိပါတိဇံကိုပေးမယ်သခင်ခရစ်တော်ယောဟန်ကငါရတဲ့တင်းတို့ရဲ့ရေနဲ့ပတိဇံပဲပေးမှာလေငါနောက်ကကြွလာတဲ့သူခြေနှင်းနောင်ကမကင်ထိုက်ဘူးလေသူကတော့တင်းတို့ကိုတန်ရှင်းသောဝိညာဉ်တော်နဲ့တကောင်မီးနဲ့တကောင်ဗက်တိဇံပေးမှာလေဆိုတာအဲ့တော့ဗက်တိဇံဘယ်နှမျိုးဖြစ်သွားလဲဆိုတော့၃မျိုးဖြစ်သွားတယ်ရေဗက်တိဇံဘက်တိဇံနဲ့ water ဘက်တိဇံနဲ့ holy spirit and တန်ရှင်းသောဝိညာဉ်တော်နဲ့ဗက်တိဇံနဲ့ဘက်တိဇံနဲ့ fire မီးဗက်တိဇံဆိုတာ၃မျိုးအဲ့တော့ရေဗက်တိဇံဆိုတာခရစ်တော်ကကြွလာပြီးတော့အဖြစ်တည်း အားလုံးသူ့ပုံမှာယူတင်ပြီးတော့အမြတ်တော်ခေါ်ပလာအကုန်လုံးတောက်ပြီးတော့အဖြစ်ကအဖိုးကားတဲ့အကုန်လုံးလက်ဝါးကနေမှာပေးပြီးတော့အသေးခံပြီးတော့မှဒီလုံးဝအပြစ်မရှိတဲ့သူအဖြစ်ရှင်းပြန်ထမြောက်တယ်လို့မြတ်ခရစ်တော်ကိုယုံကြည်လိုက်တဲ့သူကလည်းငါနောင်တရရပြီးဒီအဖြစ်တွေငါမလုချင်တော့ဘူးဆိုလို့ရှိရင်ခရစ်တော်ကိုယုံကြည်လို့ရှိရင်ခရစ်တော်နဲ့အတူတည်သွားရဲဆိုတာရေထဲကိုနှစ်လိုက်တာကိုကိုမြုပ်လိုက်တာကိုရဲ့ဟာတွေအကုန်လုံးဆေးကျော်လိုက်တာနဲ့တူတူပဲခရစ်တော်ရှင်းပြန်ထမြောက်ပြီးတော့ဘာအပြစ်မှမပါဘူးကိုရဲ့အသက်တာကိုတတဘာအစ်စ်အနေနဲ့ရှင်းပြန်ထမြောက်တာကိုဘာလို့ခေါ်ဆိုရေဘတ်တိဇံလို့ခေါ်တယ်ပြီးပြီးဆိုရင်ခရစ်တော်ကရှင်းပြန်ထမြောက်ပြီးပြီဆိုတာနဲ့တန်ရှင်တော်ဝိညာဉ်တော်ကိုဆေးလို့ပြီးတော့တန်ရှင်တော်ဝိညာဉ်တော်ကိုဆေးတော့မယ်အဲ့ဥပ္ပစီရဲ့ဆရာက ငါ့ရဲ့အကြောင်းပေါ်ပြလိုက်မယ်တဲ့ငါဒီတမချန်းတောင်နှုတ်ကပတ်တရားအကျွေးမဲ့တုံတင်လိုက်မယ်တဲ့နှုတ်ကပတ်တရားရှိသမျှလူကိုစင်ကြယ်စေစင်ကြယ်စေလိုက်မယ်ဆိုတဲ့အတိုင်းကျွန်တော်တို့ကဒီခရစ်တော်အနေမှာတစ်ဆင်ယုံကြည်ပြီးသွားရဲ့ဆိုတဲ့နှုတ်ကပတ်တရားကိုဖတ်ရှုလဲတချင်တော့ပြင်ကျွန်တော်လည်းပေါ်ပြရတဲ့ခါမှာကျွန်တော်တို့အသက်တာကိုပြင်ဆင်သွားခြင်းအဖြစ်ဘာဖြစ်သွားဆိုတန်ရှင်းစင်ကြယ်သွားတယ်ဒါကြောင့်ပထမဆုံးတစ်ခုကရေပတိဆန်ဆိုတာ justification တရားမြတ်တာဝါရလို့ခေါ်တယ်လုံးဝတရားစင်ပြီးသွားပြီနောက်တစ်ခုကကျွန်တော် holy spirit baptism ဆိုတာ sanctification တန်ရှင်းစင်ကြယ်စေလို့ခေါ်တယ်နောက်ဆုံးတစ်ခုက baptism in fire ဆိုတာကကျွန်တော် glorification ခရစ်တော်ဒုတိယခြင်းရှင်မြတ်ထမြောက်လာတဲ့ခါမှာ ဘုံခန္ဓာကဘယ်လုံးဘယ်မှမသိတော့ရဘုံခန္ဓာဘုံရှိတဲ့အဖြစ်ကိုရောက်ရှိသွားမှာဘက်တီဆန်ဆိုတာမြုပ်ပြီးမှပေါ်လာတာမီးထဲမှာမြုပ်ပြီးမီးထဲမှာပေါ်လာမယ်ဒုတိယအချိန်ပြန်ကြွလာတဲ့ခါမှာမီးထဲမှာမမြုပ်ပါသေးဘူးကောင်းကင်ကျေးဇူးရောက်သွားတယ်ရောက်သွားတော့နှစ်တထောင်နေတယ်တတိယအချိန်ပြန်ဆင်းလာတဲ့ခါကျတော့မှဘုရားသခင်စီကမီးရထောက်မဲ့တဲ့သူတွေကခုနရှင်မြန်ထမြောက်ခဲ့တယ်မတရားတဲ့သူအကုန်လုံးတကဘာကြီးတစ်ခုလုံးမီးနဲ့ညှောက်လိုက်အော်ကဘာတစ်ခုလုံးမီးခံလိုက်ရတယ်အားကြောင့်လို့ယေရှုခရစ်တော်အားငါးတဲ့ရေကြီးပေါ်မှာတဲ့ ်ငိမ့်တက်ခြင်းကိုဆေးလွတ်ဖို့လာတယ်လို့မထင်နေနဲ့ဓာတ်ကိုဆေးလွတ်ဖို့လာတယ်မီးကိုဆေးလွတ်ဖို့လာတယ်လို့လူကာဆက်နေတဲ့မှာပြောထားတယ်နောက်တစ်ခုကကျတော့ငါကားတဲ့ညီကြီးပေါ်မှာတဲ့မီးကိုအရန်ညှိနေတယ်ဒီမီးကိုမှညှိရမချင်းငါစိတ်ကအလိုမကျဘူးဖြစ်နေတယ်ပြီးတော့ရှင်ငါခမ်းမဲ့ဗတ္တိဇံတစ်မျိုးကြံနေတယ်ယေရှုခရစ်တော်ကိုယ်တိုင်ခမ်းမဲ့ဗတ္တိဇံကြံနေတယ်အဲ့အဲ့တော့ကျွန်တော်တို့ကမီးဗတ္တိဇံဆိုတာအဖခမီးတော်ကနေဆေးလွတ်တိုက်ရမီးဒီယေရှုခရစ်တော်ယုံကြည်သူတွေကလုံးဝမယုံကြည်သူတော့အကုန်လုံးခံရတာမီးဗတ္တိဇံဆိုတာ ဒါပေမဲ့ဘက်တီဆန်ဆိုတော့အကုန်လုံးခံပြီးမဲ့မီးတွေအကုန်လုံးဝင်သွားပြီးမဲ့မီးပြန်ငိမ့်သွားတဲ့အခါမှာအကုန်လုံးမကြံတကယ်ဘူး။ဘာလို့လဲဆိုလို့ရှိရင်အရင်တော့ကလေအဲ့တိုင်းပဲရေဘက်တီဆန်တော့ကကဘာတစ်ခုလုံးရေနဲ့လွှမ်းမှုလိုက်တယ်။နှောင်းနဲ့သူဒါတုံးရမယ်ကျန်တယ်။နောက်တစ်ခုကအီဂျစ်ကနေမှတစ်ဆင့်ကျွန်တွေကိုမော်ရှီကခေါ်ဆောင်သွားပြီးတဲ့အခါမှာပင်လယ်နှစ်ချမ်းအကုန်လုံးရေဘက်တီဆန်ခံခိုင်းတယ်။ဒါပေမဲ့ဘသူပဲကြံတယ်ဆိုလို့ရှိရင်မော်ရှီနဲ့အစ္စရေးလူမျိုးတွေပဲကြံတယ်။ကျွန်တော်တို့တွေသေးသွား။အဲ့တိုင်းပဲနောက်ဆုံးတော့ဒီကဘာကြီးမှာမီးဘက်တီဆန်အကုန်ရှိတဲ့မြောက်ခံမယ်။ဒါပေမဲ့ဘသူတွေပဲကြံလို့ဆိုတော့မြို့ထဲမှာရှိတဲ့သူတွေဖျောက်မဲ့တဲ့သူတွေပဲကြံရှိမှဖြစ်တယ်။ဒါကြောင့်မလို့ ဘာလဲပါလဲဆိုလို့ရှိရင်ဒိုင်လာရှာဒရက်မီရှက်အပင်ဒီကောလို့ဘုရားသခင်ပြည့်ညက်တွေစောင့်ပြီးတော့မြို့ထဲမှာရက်နေနိုင်ဖို့ယေရှုခရစ်တော်ဘုရားရဲ့22မှာနောက်ဆုံးစကားမှာသွားလိုက်တာအသက်ပင်နဲ့ဆိုင်ပြီးတော့မြို့တကားအတွင်းကိုဝင်ဖို့ဆိုလို့ရှိရင်အားကြောင့်ဆိုတော့ကျွန်တော်တို့ကပြည့်ညက်တော်ကိုမဆောင်ရှောက်လို့အသက်ပင်ရဲ့အသီးစားလို့မရတော့ဘဲနဲ့အိမ်တွေဥယျာဉ်တွေထွက်သွားရရတယ်ပြည့်ညက်တော်ကိုပြန်လဲဆောင်ရှောက်မယ်ဆိုလို့ရှိရင်မြို့ထဲကိုပြန်ဝင်ပြီးတော့အသက်ပင်ရဲ့အသီးကိုပြန်စားပြီးတော့မိထဲမှာလည်းရက်နေနိုင်ပြီးတော့ဘုရားသခင်အတူထာဝရစိုးစံမှာဖြစ်တယ် ်မြန်မာရှိတဲ့သူတွေကြတော့ပြည်ညက်ကိုမဆောင်နဲ့ခွေးဖြစ်တဲ့သူပြူစားတက်တဲ့သူမတရားသောမိတော်ပြူတဲ့သူရုပ်တုစင်တို့ကိုကုကွက်တဲ့သူတစ္ဆာပြချင်းကိုနှစ်သက်ပြီးပြူတော်သူအပေါင်းတို့သူရှိကြရဆိုတဲ့အတိုင်းပဲအဲ့လိုခွဲပြသွားမှဖြစ်တယ်။နောက်ဆုံးဘုရားသခင်ကောင်းကင်မြေတည်မြေဒီကိုစစ်ကိုဖန်ဆင်းပြီးတော့ဆန်းရှင်းသူတွေကမြို့တဲ့ညနေမြို့ပြင်မှာ အခြေကျနေထိုင်ပြီးတဲ့အခါမှာတော့မှပဲမြို့ရဲကိုဝင်ပြီးတော့ဥပုံနေတိုင်းလာစမ်းနေတိုင်းနဲ့ပွဲတော့ခုနှစ်ပွဲမှာလည်းဖျားသခင်ကိုပြင့်ကျက်တော်နဲ့အရင်ချက်ချင်းမြစ်တာနဲ့အမြဲတမ်းကျင်းပသွားမှဖြစ်တယ်။စကြဝဠာကြီးတစ်ခုလုံးမှထူးခြားတဲ့တစ်ခုရှိတယ်။အဲကြောင့်ဒီကဘာကြီးမှာပဲဖျားသခင်ကကျိန်းဝင်သွားတာ။တခြားကဘာကြီးမှာတက်ရှိရအများကြီးရှိတယ်။သူတို့ကအပြစ်ကိုမလုပ်ရသေးဘူး။မလုပ်ရသေးတဲ့အခါမှာအပြစ်ကဘလောက်ဆိုးလဲအပြစ်ကချိုးစားဘလောက်ရှိလဲမသိဘူး။ဒီကဘာကြီးကပဲအပြစ်ကိုကျူးလွန်သွားပြီးတဲ့အခါမှာဟာနှစ်ပေါင်း9000လောက်ဘလောက်ဆိုးသွမ်းနဲ့အပြစ်ကအာနာစက်ကြီးတဲ့ဆိုသူတို့အကုန်လုံးတွေ့ရတယ်။နောက်ဆုံးဖျားသခင်ကဘလို့မျိုးကယ်တင်ခြင်းစီမံကိန်းကိုပြီးဘလောက်တောင်အသေးခံလိုက်ရလဲဘလောက်တောင်မုန်းမှန်ပြီး လိုက်ရလဲဆိုတာသိပြီးတော့ဒီကဘာကြီးမှာပဲဘုရားသခင်ကအတ္တိကြနေွားတဲ့အခါမှာတခြားကဘာတွေအားလုံးထပ်တော့ဂုံပြုခြင်းတော့ခံလိုက်ရတယ်။ဒါပေမဲ့ဓာကြီးကဘာဖြစ်သွားလဲဆိုတော့တမိုင်းမှာမှတ်တမ်းတွင်တဲ့ပြယုတ်ကြီးတစ်ခုဖြစ်ဘုရားသခင်ကတည်ငင်းစီမံတကယ်တစ်ခုလုံးစကြဝဠာတစ်ခုလုံးအကုန်လုံးကတွေ့မြင်လိုက်ရတယ်။ကျွန်တော်တို့ကလည်းအဲ့ထဲမှာပါဝင်မဲ့တမိုင်းတွင်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဘုရားသခင်ပြည့်ညတ်တော်ဆောင်ရှားဖို့အရန်ရည်ကြီးပါရဲ့။ဟုတ်ကဲ့။ဂျေဇုမြိုက်တယ်နဲ့ဒီနေ့ကတော့ကျွန်တော်တို့ဝိညာဉ်တို့သိချင်းအကြောင်းတို့ဘုရားရဲ့ဖန်ဆင်းခြင်းအကြောင်းလဲပါလာသေးတယ်။ ရှင်ပြထမြောက်ခြင်းအကြောင်းတို့မီးပါတီဇန်ပေးတာတို့အကြောင်းကြည်ကြဲပြပြမှာနော်ကျွန်တော်တို့ကြားလိုက်ရတယ်ပေါ့နော် special resurrection resurrection ငါမျိုးတို့ဒီမိကွန်းဆယ်ခုအဖြစ်ဒီအခြေခံလေးကိုအရင်ပြောထားတာအခြေခံကိုနားလည်မှမိကွန်းကိုဖြေရတာတွေ့ဟုတ်တယ်ဆရာဆိုတော့နောက်အပတ်ကျရင်တော့ဒီဟာရအခြေဝဲမိကွန်း20ကိုလာမယ်ဟုတ်ကဲ့ဆိုတော့ဒီအကြောင်းကိုကျွန်တော်သိထားတယ်ဆိုရင်တော့နောက်ထပ်မိကွန်း20ကျရင်တော့ နည်းနည်းပိုလွယ်သွားမှာပိုလွယ်ပိုပြီးနားလည်နိုင်မှာအခြေခံမှန်ထားပြီးဆိုရင်တော့ဒီအခြေခံမသိထားရင်တော့ရောနေမှာဘုရားမသိဘူးဆိုလို့ရှိရင်တော့ကျွန်တော်ဥပမာပြောပြမှာပဲနော်ဟိုအခုလက်ရှိဆိုလို့ရှိရင်တော့ဥပမာခုနကပြောလို့ဆိုတော့ရှီယောဆိုတာကတင်းကြိုင်ကိုလည်းကိုစားပြူတယ်မရနာကိုလည်းကိုစားပြူတယ်အ ਨੇ ဆုံးတော့တွေ့ရင်လည်းကိုစားပြူတယ်အဲ့ဒါကိုရှီယောကနေလာတာမဟုတ်ဘဲဘုံတစ်ခုချင်းစီထားမယ်ဆိုလို့ရှိရင်တော့ဘုံတွေအများကြီးဖြစ်သွားမယ်ဥပမာထားပါတော့အခုလက်ရှိယူဆသူကတေဝိုင်းဆိုလို့ရှိရင်မြေကြီးတဲ့ကိုစိုးတဲ့သူတွေက သူမရနာလေးကိုသွားတယ်ပသိင်းနဲ့လာစုမှာလာလာစုကကျတော့ကောင်းကင်သွားတယ်ကောင်းကင်သွားလဲဘုံတဘုံကောင်းကင်မှာတော့အာဗရန်ရင်ခွင်ကောင်းကင်ဘုံကြီးမှုတွေအာဗရန်ရင်ခွင်သွားတယ်ငရဲလေးမှာတော့ငရဲကြီးမှုတွေငရဲလေးပဲရှိသေးတယ်ကဲဟုတ်ပြီနောက်တစ်ခုကကျတော့ကဲခရစ်တော်ပြန်ကြွလာတဲ့အခါမှာခုနကဝိညာဉ်တွေကိုလာလာစုလို့အဲ့လိုမျိုးအာဗရန်ရင်ခွင်တွေကဝိညာဉ်တွေကိုခန္ဓာကိုယ်ပြန်ပေါင်းပြီးတော့အဲ့ဝိညာဉ်ကြီးကိုခရစ်တော်ကပြန်ခေါ်သွားမယ်ဆိုတာဟာကြီးကခေါ်သွားတော့မှကောင်းကင်ဘုံအကြီးကိုရောက်သွားတာအဲ့တော့ကောင်းကင်ဘုံကြီးကလည်းနှစ်ဘုံရှိတယ်တတိယအချိန်ပြန်ကြွလာတော့လေခုနငရဲမှာရှိတဲ့ဝိညာဉ်တွေကိုခန္ဓာကိုယ်မှာပေါင်းပြီးတော့မှ ဘာလို့လဲဆိုတော့ရှင်မြန်ထမြောက်ပြီးတော့မှငရဲကြီးမှမီးရှူလိုက်အဲ့တော့ငရဲဆိုတာနှစ်ပုံရှိတယ်စားတယ်ပြီးတော့ရှင်ကောင်းငင်တမန်နေဦးတဲ့ဒီငရဲကိုချလိုက်ပြီးတော့မှငရဲကိုချလိုက်ပြီးတော့မှမိုက်တန်ကျုံနဲ့ခြိထားရဲဆိုတော့ဟာကြီးကငရဲဆိုတာကောင်းငင်တမန်နေကလည်းငရဲတစ်ပုံရှိတယ်ငရဲကသုံးပုံဖြစ်နေပြီစားတယ်လည်းအနက်ဆုံးတော့တွင်းတဲ့ကိုချရဲဆိုတော့အနက်ဆုံးတော့တွင်းကလည်းတစ်ပုံဖြစ်နေတယ်နောက်ဆုံးတစ်ခုကဆိုတော့ရစ်ပလင်အောက်မှာရှိတဲ့ဝိညာဉ်တွေကပြတိုက်ကြမ်းထဲမှာတရားစီမုံတောင်းဆိုတယ်ဆိုတော့ရစ်ပလင်ဘုံကလည်းတစ်ပုံဖြစ်နေအဲ့ဘုံဖနာဘုံဖြစ်ဆိုတော့ခုနှစ်ပုံဖြစ်နေတယ်လားတကယ်တော့အဲ့ဒါတွေကဘုံတစ်ခုတည်းကိုစုပ်လို့တာ ညီကြီးကိုပဲဆိုလိုတာတကူကကျွန်တော်ကောင်းငယ်မယ်ဆိုတော့အဲ့ဒါတွေကိုစကားလုံးကိုဘာသာပြန်တဲ့ခါတွေအမျိုးမျိုးလိုက်ပြီးဘုံတပုံချင်းတွေခွဲလိုက်တဲ့ခါကျတော့ဘုံနဲ့အများကြီးရှုပ်သွားတယ်တကယ်တော့ပုံဥပမာရေးထားတာတွေလည်းရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးရှုပ်သွေးနေကြဟောအဲ့ဒီဘုံလည်းအပူနည်းနည်းထိုက်ရှင်းပြတာလဲတော်တော်လေးကိုပိုကောင်းသွားတာပါဒါပေမဲ့နောက်ဆုံးမှကျတော့ဒါတော့ကောင်းငင်နဲ့ညီကြီးဒီနှစ်ခုပဲပါဟုတ်တယ်ဆရာအဲ့ဒါကိုပဲလူတွေကအမျိုးမျိုးပြောနေကြတာပါနော်ကဲဟုတ်ပြီကျေးဇူးအများကြီးတင်တယ်ဒီနေ့ကတော့ကျွန်တော်တို့ဒီမေကွန်း၁၀ခုနဲ့ပဲနော်မေကွန်းတော့မဟုတ်ဘူးတကယ် အကြောင်းအခြေခံလေးကိုသိအောင်ပြောပြောထားတာပေါ့နော်ဆိုတော့နောက်ပတ်မှာကျတော့တကယ်မေကွန်းအခု20ကိုကျွန်တော်တို့ထပ်ပြီးတော့ကြားမယ်ဆိုတော့နောက်ပတ်မှာလည်းဆက်ပြီးနားထောင်မယ်ကျွန်တော်လည်းဆက်ပြီးဘုရားရဲ့ကောင်းကြီးမင်္ဂလာကြောင့်ဆက်ပြီးတော့ကြိုးစားပြီးတော့ဖြည့်ဆို့သွားမှာဖြစ်တယ်နော်ဘုရားကောင်းကြီးချပေးပါစေယေရှုအများကြီးတည်တယ်နော်ကျမ်းစာလည်းဘုရားရောက်တိုင်းပေါ့ကောင်းကြီးချပေးပါစေ